မင်္ဂလာပါ audio wine sound နိုင်မှာအကျိုးဆုံးပါတယ်ယခုခါမှာတော့ carbon ever power people pick ကနေတင်ထားတဲ့ရန်ကုန်မှာငလျင်ထပ်လောက်နိုင်သေးလားဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာရန်ကုန်မှာငလျင်ထပ်လောက်နိုင်သေးလားရန်ကုန်မှာငလျင်ထပ်လောက်နိုင်သေးလားဘယ်တော့လောက်ထပ်လောက်နိုင်မလဲသကိုင်းပြည့်ရဲ့ကျော်ဘက်မှာငလျင်ကြီးတစ်ခါလောက်ပြီးရင်နောက်နှစ်ပေါင်း 50နဲ့100အထိထပ်မလောက်တော့ဘူးဆိုတာရောမှန်ရဲ့လားငလင်ထပ်လောက်မယ်ဆိုရင်တော့ဘာတွေပြင်ဆင်ထားရမလဲမြန်မာနိုင်ငံရဲ့လူဦးရေထူထပ်ဆုံးမြို့ကြီးအများစုဟာအရှိတောင်အရှာမှာအတက်ဖြစ်ဆုံးနဲ့အန္တရာယ်ရှိဆုံးငလင်ကျော်တွေတဲကတစ်ခုဖြစ်တဲ့စကိုင်းပြည့်ရကျော်ပေါ်တက်တက်သုံးမဟုတ်အနည်းနာပတ်ဝန်းကျင်မှာတည်ရှိနေပါတယ်စကိုင်းပြည့်ရကျော်ဟာ1200ကီလိုမီတာကျော်တောင်ရှည်တဲ့အတွက်နေရာတိုင်းမှာအချိန်ကာမရွေး ငလင်းထပ်ပြီးလှုပ်နိုင်ပါတယ်မြမငလင်းတပိုင်းကိုပြန်ကြည့်မယ်ဆိုရင်ငလင်းအများစုဟာသကိုင်းပြည့်ပြည့်ကျော်ဘောမှာဖြစ်ခဲ့ကြတာများပါတယ်သကိုင်းပြည့်ပြည့်ဘောမှာမဟုတ်တဲ့ငလင်းသကိုင်းပြည့်ပြည့်ဘောမှာမဟုတ်တဲ့တချို့ငလင်းတွေလည်းအနှဲငယ်တော့ရှိခဲ့ပူပါတယ်2025မန်လေးသကိုင်းငလင်းခွန်တသမခွန်လှုပ်ခတ်မှုဟာထိုင်းနိုင်ငံအထိတ်တောင်ထိခိုက်ပျက်စီးမှုရှိခဲ့တယ်ဆိုတော့မြန်မာနိုင်ငံအတွင်းမှာ ငလင်တားမထိခိုက်နိုင်တဲ့မြို့ဆိုတာမရှိသလောက်ပါပဲငလင်တွေရဲ့ပြင်အားငလင်ကြောတွေနဲ့အနေဝေးဘော်မူတည်ပြီးမြို့တိုင်းရွာတိုင်းမှာငလင်တန်းအနည်းနဲ့များတော့ခံစားရနိုင်ပါတယ်မြမငလင်တပိုင်းမှာထူးခြားခဲ့တာတစ်ခုက1929ဩဂလနေ့1931ဇန်နဝါရီထိတနစ်ခွဲမပြည့်တဲ့ကာလအတွင်းမှာတင်လာနှဲငယ်စီတာခြားပြီး ငလင်ကြီး၄ခုတောင်လှောက်ခတ်သွားခဲ့ဘူးတဲ့ဆိုတဲ့သမိုင်းရှိခဲ့ပါတယ်။တတိကျကျပြောရရင်၁ဩဂတ်1929မှာပြမနာရဲ့တောင်ဘက်မှာပကနေကျု7.6နဲ့ငလင်ကြီးတစ်ခုလှောက်ခဲ့ပါတယ်။၂နောက်၉လကြာမေလ1930ပဲခူးမြို့နီးမှာပကနေကျု7.4နဲ့ငလင်ကြီးတစ်ခုလှောက်ခဲ့ပါတယ်။၃နောက်9လကြာ ီဇင်မာလ1930ပြည့်နှစ်ဖြူမြို့အနီးမှာဗကနေကျု7.5နဲ့ငလင်ကြီးတစ်ခုလှုပ်ခဲ့ပါတယ်လေးဒါလည်းမပြီးသေးဘူးနောက်တစ်လကြာဇန်နဝါရီလ1931ရကြီးနာမြို့အနီးမှာဗကနေကျု7.5နဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြန်ပါတယ်တနည်းခွဲမပြည့်တဲ့ကာလအတွင်းမှာငလင်ကြီး၄ခုဇက်တိုက်လှုပ်ခတ်သွားရဆိုတော့သကိုင်းပြည့်၍ဟာ အလွန်သတိထားစရာကောင်းပါတယ်ဒီသမိုင်းကိုပြန်ကြည့်ခြင်းအဖြစ်သကိုင်းပြည့်ရဲ့အပေါ်မှာငလျင်ကြီးတစ်ခါလှုပ်ပြီးရင်နောက်နှစ်ပေါင်း90နဲ့100လောက်အထိထပ်မလှုပ်နိုင်တော့ဘူးဆိုတဲ့အယူဆဟာလုံးဝမှားနေတယ်ဆိုတာကိုသေချာနားလည်ရပါတော့မယ်မြန်မာနိုင်ငံရဲ့အောက်မှာသကိုင်းပြည့်ရဲ့ကြောတစ်ခုလည်းမဟုတ်ပါဘူးအခြားသောပြည့်ရဲ့ကြောတွေလည်းအများကြီးတည်ရှိနေပါတယ်ဒါပေမဲ့အလွန်ဝမ်းနည်းစရာကောင်းတဲ့အချက်က ဒီလိုငလင်းကြောကြီးတွေပေါ်မှာဖန်ခုထိုင်ထားတဲ့မြန်မာနိုင်ငံသားတွေဟာဖြစ်ပေါ်လာမဲ့ငလင်းဘေးတွေအတွက်ဘာတစ်ခုမှကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့ကြပါဘူး။မန္တလေးစကိုင်းငလင်းတုံးကဆိုရင်လူတွေကငလင်းလောက်ပြီဆိုရင်အဆောက်အဦတွေကနေအမြန်ပြေးထွက်ရမယ်ဆိုတာတောင်ကြိုတင်ပြီးသိမထားခဲ့ကြပါဘူး။ဒီလိုသိမထားခဲ့လို့လည်းအသေးပြောက်များခဲ့ကြရတာပါ။တချို့ကပြောကြတယ်ဂျပန်မှာငလင်းလောက်ရင် စပန်ကုန်တွေအောက်မှာဝင်ပြီးဝတ်နေခိုင်းကြတယ်တဲ့ဒါကဂျပန်မှာပါမြန်မာပြည်ညက်တော့မတွေ့ပါဘူးဂျပန်မှာရှိတဲ့အဆောက်အဦတွေကငလျင်တန်းအဲ့လောက်အထိခံနိုင်ကြပါလေတော်ယုံတန်ယုံငလျင်နဲ့အဆောက်အဦလုံးဝပျော်ချမသွားနိုင်တဲ့အတွက်ဦးကောင်းကိုထိခိုက်တံရမရနိုင်အောင်စပွဲကုံအောင်ဝင်ခိုင်းတာကတော့ပြဿနာမရှိပါဘူးမြန်မာပြည်ကအဆောက်အဦတွေရောဂျပန်လိုငလျင်တန်းအဲ့လောက်ထိခံနိုင်နေဆိုရင်တော့ ဂျပန်မှာလိုပဲစပွဲကုန်တွေအောက်မှာဝင်ပြီးဝတ်နေလို့ရပါတယ်။ငလင်းနဲ့အဲ့လောက်အထိခံနိုင်တာမရှိဘူးဆိုရင်တော့တောင်ယုံတန်ယုံငလင်းငယ်လောက်လောက်ယုံနဲ့အစာဦးတွေလုံးဝပျော်ကျသွားနိုင်လို့အပြင်ကိုအများဆုံးပြေးထွက်နိုင်နေပို့ပြီးဆိတ်ချရလေပါပဲ။ဂျပန်နဲ့မြန်မာလုံးဝမတူဘူးဆိုတာကိုတော့နားလည်ထားရပါမယ်။အပြင်ကိုအများဆုံးပြေးထွက်နိုင်မှသာလျှင် အသက်ရှင်ခွင့်ရဖို့တေချာပါလိမ့်မယ်။တက်လာတဲ့ အစိုးရအဆက်ဆက်တွေအားလုံးကလည်းငလင်းတွေအတွက်ဘာမှတေချာပြင်ဆင်ထားတာမရှိခဲ့ဘူးပါဘူးငလင်းကဲဆယ်ရေးအတွက်ဆိုရင်လည်းခွဲတကောင်ကြောင်တမီးတောင် ပြင်ဆင်ထားမှုမရှိခဲ့ပါဘူးဒါဟာအလုံးအံ့ဩစရာကောင်းတဲ့အချက်ပါပြည်သူလူထုတွေကိုလည်းငလင်းအကြောင်းပညာပေးဟောပြောတာဘာမှထိထိရောက်ရောက်မရှိခဲ့သလိုစာရေးသူပါဝင်ပြည်သူအများစုကလည်းငလင်းအကြောင်းတေချာလေးလာစောင့်ကြည့်နေကြလဲမရှိခဲ့ဘူးပါဘူး လင်းပညာရှင်တွေကလည်းတရားလေးလာသူတေသနာလှောက်ထားပြီးငလင်းမလောက်ခင် ကြိုတင်သတိပေးတာတွေရှောင်းရန်ဆောင်းရန်ကြိုပြောတာတွေလည်းမကြားမိလိုက်ပါဘူးရန်ကုန်မှာငလင်းထက်လောက်နိုင်သေးလားဘယ်တော့လောက်ထက်လောက်နိုင်လဲဆိုတဲ့မေခွန်းကတော့ဘသူမှတတိကျကျဖြေလို့မရနိုင်တဲ့မေခွန်းမှာဒါပေမဲ့သမိုင်းကိုပြန်ကြည့်ရင်သကိုင်းပြည့်ပြည့်ပေါ်မှာဩဂလ1929ကနေဇန်နဝါရီလ 1931ဆိုတဲ့တနစ်ခွဲမပြည့်တဲ့ကာလအတွင်းမှာငလင်ကြီးလေးခုတောင်ဇက်တိုက်လောက်ခတ်သွားတဲ့ဆိုတဲ့သမိုင်းရှိခဲ့မှုတဲ့အတွက်ရန်ကုန်တစ်ခုတည်းမကပဲမြမပြည်မှာရှိတဲ့မြို့တိုင်းနယ်တိုင်းမှာငလင်နဲ့ပတ်သက်ပြီးအဆအဆအရာရာကြိုတင်ပြင်ဆင်ထားကြဖို့တော့အထူးလိုအပ်နေပါပြီသတိဆိုတာတော့ပိုးတယ်မရှိပါဘူးအဲ့ပြောင်နေတော့ငလင်လှုပ်မယ်ဆိုရင်တောင်ပြုတ်ကြပြီးအတန်ကျဲလောင်းစွာကြားနိုင်တဲ့ ပေါ်ပါပြီးအနေအကင်းနဲ့အရာဝတ္ထုတွေစီစဉ်ထားဖို့လိုအပ်ပါတယ်။ငလင်းသတိပေး application တွေကိုလည်းအပြည့်အဝမယုံရပါနဲ့။ application အများစုကအချိန်အတော်ကြာ နောက်ကျပြီးမှသတိပေးကြတာများပါတယ်။အားလုံးဘေးရန်ကင်းကြပါစေ။ Kevin Abbott Power နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရတွေဝေးကွာကြပါစေဗျာ။